Hello ချစ်ရတဲ့ BU Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့တို့သွားမှကြည့်ကြမှာဖြစ်ပါတယ် ဖပုံခရိုင်တွင်စက်တင်ဘာလအတွင်းတိုက်ပွဲ133ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ20ကောင်မျိုးစာဖြစ်သွားတယ်ဆိုတဲ့တွင်မှဖြစ်ပါတယ်။ကရင်ပြည်ကရင်ပြည်နယ်ဖပုံခရိုင်စက်တင်ဘာလအတွင်းတိုက်ပွဲ133ကြိမ်ဖြစ်ပွားခဲ့ပြီးအချမ်းဘက်စစ်တပ်ဘက်မှ20ကောင်မျိုးစာဖြစ်ခဲ့ကြောင်း KNU ကသတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။အဲ့တော့ချမ်းဘက်စစ်တပ်ကရက်သားပြည်သူများနေထိုင်တဲ့ကျွော်များကို drone ဖြင့်ကိုးကျင်ပိုးချဲတိုက်ခတ်ခဲ့ပြီး jet fighter လေးဖြင့်လည်းနှစ်ကြိမ်ပိုးချဲခဲ့ကြောင်းထူထူဆန်းတိုက်ခိုက်မှုအတွင်ကျွော်နေပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူများရွာလုံးကျွတ်ဘေးလွတ်ရထွက်ပြေးတင်းရှောင်နေကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ โอเคနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကွန်ချန်ကုန်းရှိနာရီအိမ်တစ်ခုတွင်ဖဲရိုက်လောင်စာလုတ်တီဟုဆိုကရဲကလူငယ်များကိုဝန်ဖမ်းပြီးစစ်မှုထမ်းအဖြစ်စုဆောင်းသည့်အပြင်ပြည်သူများကိုလည်းဖမ်းဆီးခွင့်ညစ်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့ရန်ကုန်တိုင်းကွန်းချန်ကုန်းမြို့နယ်မှာရှိတဲ့နာရီအိမ်တိမ်မှာဖေးရိုက်လောင်စာလုပ်နေတဲ့ရဲများကလူငယ်များကိုဝင်ရောက်ဖမ်းဆီးပြီးစစ်မှုထမ်းအဖြစ်စုဆောင်းခြင်းနဲ့ပြည်သူများကိုဖမ်းဆီးခွင့်ရှင်ချင်းများလုဆောင်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းပို့ထားလို့သိရပါတယ် ကဲကျွန်တော်ပြပောင်းဆုံးနားထောင်မဲ့သတင်းတပုတ်အနေနဲ့ကတော့အခုရပိုင်းမှာဆိုရင်အားလုံးသိတဲ့အတိုင်းပဲဒီဘူးလက်လာစီတော်တော်လေးဟိုဘက်ချမ်းမှာမှွေနေတာပေါ့နော်အခုဆိုရင်လေစစ်ကော်မရှင်ရွေးကောက်ပွဲအတွက်မဲစင်းနေမှားရနေတယ်ဆိုပြီးမှပြောနေတယ်ဗီဒီယိုဖိုင်လေးပေါ့နော်တစ်ချက်ထားအောင်ကြည့်အောင်ဒီနေ့ကအော်တိုဘာလ9ရက်တနင်္ဂနွေနေ့ပေါ့နော်ကျွန်တော်တို့မဲစင်းတွေကတ်ထားသွားကြည့်တယ်သွားကြည့်တော့တော်တော်များများလွဲနေတယ်တွေ့ဘလို့လွဲရတယ်ဆိုတော့2020တုန်းက မင်းစင်းအဟောင်းကြီးကဲ2020မင်းစင်းဟောင်းကြီးအဲ့ဒါပြန်ကပ်ပြီလေကဲအခုအစ်စ်ပြန်ကောက်တဲ့ဒီရကြီးအဆိုရမူတွေဟလာပြန်ကောက်တဲ့စရင်တွေမဟုတ်အကွာတာကတော်တော်ကွာ900မှာ300လောက်กว่าဒါဒါအသိပ္ပိမကောင်းဘောเนาะ UC နဲ့ပြန်လောက်ရမယ်ပုံစံ3နဲ့ပြန်လျှောက်ပြီးတော့ပြန်လောက်ရတော်တော်ကိုတော်တော်ကိုလောက်ရမယ်ဒါ12ရက်နေဆိုတော့ဒီနေ့က9ရက်ဆိုတော့တပတ်ပဲကြာတော့เนาะ ဒီတပတ်အတွင်းမှာအာတော်တော်လှုပ်ယူရဥမာလမင်္ဂလာဒီပလို့ရက်ွက်မျိုးမှာဆိုရက်ွက်အုတ်ချုပ်ရင်မှုတော့မပါဘူးဗျာရက်ွက်အုတ်ချုပ်ရင်မှုရဲ့မိသားစုကမဲစင်းမပါဘူးကြံနေကောင်ကြံနေလူတွေပြောမနေနဲ့အဲ့လိုဖြစ်တယ်တည်သွားတဲ့လူတွေပြန်ပါနေရရှိတယ်တည်တဲ့လူတွေပြန်ပါလွတ်တော်ကိုယ်စလေတယောက်ပဲပါတယ်သူ့မိသားစုကြတော့မပါဘူး လူတော်ကိုယ်တည်းတော့အာနာလို့ထည့်ပေးလိုက်လားမသိဘူးအဲ့တော့ယူစီကဒီမဲစင်းနေရတော်တော်ကိုတော်တော်ကိုမှားနေတော်တော်ကိုပြန်ပြင်ရမယ်ကဲကြားရတယ်ပေါ့နော်အဲ့တော့ချက်ဖက်မင်းအောင်လိုင်းကတော့နိုင်ပြီးလာပြီဆိုရင်မမဟုတ်ဘူးတန်းနေရှောက်လို့နေပေါ့နော်2020ရွေးကောက်ပွဲတုန်းကဟာတွေပေါ့နော်အဲ့လိုမျိုးထည့်ထားရတော့လုံးဝအဆင်မပြေဘူးအဲ့တော့ဒီဘက်ချမ်းမှာဆိုရင်တော့ဒီအချမ်းဘက်စစ်ကောင်စီဖတ်ချမ်းမှာပေါ့နော်ခုချိန်မှာဆိုဘူလက်လာဆိုတော်ရုပ်မှုန့်နေတာတွေ့ရပါမယ်နော် ကဲကျွန်တော်နောက်ထပ်နားထောင်မဲ့သတင်းကတော့တော်လန်ရေးမှာပေါ့နော်နိုင်ငံတကာနိုင်ငံရဲ့အကူအညီမရဘူးဆိုရင်တော်တော်ကြီးခက်ခဲဦးမယ်အနေထားတွေတွေ့နေရတယ်ဆိုပြီးမှသူ့ရဲ့ကားနဲ့နှိုင်းရှင်ပြီးတော့နောက်ဥပမာပေးပြောလာတဲ့ဘိုးကြီးညီမျိုးစင်ပြီးတော့ချက်နောက်ကြည့်အောင်နော်ဒီကတော့ဒီကားဆိုဂျပန်နိုင်ငံကထုတ်လုပ်တဲ့ Toyota Company ရဲ့ Company ရဲ့နာမည် brand တစ်ခုရှိပြီးသားဖြစ်တဲ့ Reebok ပေါ့ Reebok ပေါ့သူမှာ 4V ပါတယ် ဲသူ့ engine ရဲ့နေထားရရဲ့သူ့မှာတက်ဆင်ထားတဲ့ 4V ကိုရိုးရိုးတာမန် 4V ပြီးရင် 4V HL တကယ်လေးပြီးရက်ဆက်အကုန်လုံးတက်ဆင်ပေးထားတယ်ဒါပေမဲ့ကျွန်တော်တို့လက်တလောဒလိုင်းနေမီ area မှာကျွန်တော်တို့သွာလာနေရတဲ့ land နေအနေထားရဒီလိုမျိုးဂျပန်နိုင်ငံကလုံးစုံရုံးနိုင်တဲ့စားအားရှိတဲ့ engine တွေ gear box တွေနဲ့ 4V system တွေတက်ထားပေးတော့လဲပဲကျွန်တော်တို့အာသွားရတဲ့ရံဖန်ခါသွားရတဲ့ခီးဒီမှာမယုံနိုင်ဘူးမတက်နိုင်ဘူး တကယ်မြင့်အောင်လည်းမြင့်ထားတယ်မယုံနိုင်ဘူး four wheel လုံးရက်လည်းမရက်နိုင်ဘူးချိန်တက်လည်းမပတ်နိုင်မတက်နိုင်အနေထားကြီးကျွန်တော်ကျုံရပါတယ်ကျုံရတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်အာထိုင်းနိုင်ငံကကိုနီလင်းစွန်းနဲ့မိတ်ဆွေတွေရဲ့ကားပစ္စည်းဆိုင်ရဲ့အကူအညီရကျွန်တော်ဒါ winch ပေါ့နော် w i n c h winch အထောင်နေရာပေါင်းပေါင်း12000ပေါ့နော်ခု10000ရာထောင်ပေါင်းပေါင်း12000ကိုဆွဲလို့ရတဲ့ wind ကိုကျွန်တော်တတ်ပြီးတော့အခုဒါပြင်းထန်တဲ့ခက်ခဲတဲ့လက်တော်လန်းကျန်းတွေကိုကျွန်တော်ရုံးကန်ပါတော့ ျွန်တော်ဆိုလိုချင်တာကလက်ရှိကျွန်တော်ຫນွေဒေါ်လာရေးရဲ့ကျွန်တော်တို့ရဲ့အခြေအနေကိုပြောချင်တာပါကျွန်တော်တို့တွေအင်းအားနဲ့ပြည်သူတရားလုံးလူငယ်တုအမြောက်များမန္တလေးတရားကိုလိုလားတဲ့ဒေါ်လာကြီးပတ်သားများအားလုံးရဲ့အပြင်းထန်ဆုံးရုံးကန်အားနဲ့ကျွန်တော်လေးနှစ်ကျော်ကာလရှိတဲ့လက်နက်ရှိတဲ့ခဲယမ်းပြည်သူလူထုရဲ့ထောက်ပံ့ကူညီမှုနဲ့ကျွန်တော်အပြင်းထန်ဆုံးရုံးကန်ခဲ့ပါဒါဒီကားကိုတိဆောက်ပေးခဲ့တဲ့ original စွန့်ရင်နဲ့နှိုင်းရှင်လို့ရအောင် original ကျွန်တော်တို့မှာရှိတာရှိအောင်ရုံးကန်ခဲ့ပါတယ်ဒါပေမဲ့အခုတော့ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့အခုဖြတ်သန်းနေရတဲ့အမတန်ဆိုးရွားတဲ့လမ်းကြမ်းများနဲ့နီးတူဘလို့မှကျွန်တော်တို့မှရှိတဲ့လေးပြည့်နဲ့တော့မှရုံးမတက်နိုင်တော့တဲ့အခြေအနေမျိုးကျွန်တော်တို့ကြုံတွေ့ရအောင်ဖက်စစ်အကြမ်းဖက်တပ်ဖက်ကနေပြီးတော့တရုတ်ကွန်မြူနစ်ရုရှားကွန်မြူနစ်နဲ့အဲတချို့သောအော်ဒီအီရန်တို့ပါကစ္စတန်တို့စတဲ့နိုင်ငံတွေကနေပြီးတော့ဆက်လက်နက်ပစ္စည်းတွေဒီဒရုန်းတွေလေးပညာ high high tech တွေကိုထောက်ပံ့ကူညီပေးတဲ့နောက်မှာကျွန်တော်တို့ကအာမန်ကိုမှရှိတဲ့ဆွမ်ပကားလောက်နဲ့ဒီကားရဲ့ level လောက်ပေါ့ ဖိုးဝီလေးပြီးလုံးကျွန်တော်ရက်တော်လည်းပဲရုံးမတက်နိုင်တဲ့အနေအထားမျိုးရှိပါတယ်ရှိတော့ကျွန်တော်တို့ကျွန်တော်တို့အမှန်နဲ့တရားအတွက်ဒီမိုကရေစီအတွက်တိဆောက်နေတဲ့အဲတော်လိုင်းကြီးပသားများဘက်ကနေပြီးတော့ဒီပလိုမစီကောင်းကောင်းနဲ့နော်အခုဆိုရင်ဇလင်စကီပြောသွားပါတယ်ဘလောက်ပဲကမ္ဘာဥပဒေတွေဘယ်လိုပဲရေးဆွဲပြဋ္ဌာန်းထားပါစေတဲ့အင်အားကြီးနိုင်ငံတစ်ခု background မရှိရင်ဒီဥပဒေအသက်မဝင်ပါဘူးသူနည်းတော့ပဲကျွန်တော်တို့မှာလက်နက်ပစ္စည်းနဲ့ဘလောက်ပဲကျွန်တော်တို့တိုက်ခိုက်စွမ်းမကပြည့်စုံပေးစေဟောဒီ winds နဲ့တူတဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံတခုခုရဲ့အကူအညီကိုကျွန်တော်တို့ရအောင်မစွမ်းဆောင်နိုင်ရင်ကျွန်တော်တို့နစ်နေတဲ့နှုန်တွေကဒီကားမယုံထွက်နိုင်တယ်လို့ပဲကျွန်တော်တို့တော်လိုင်းနေပဲတဲ့အခုဆိုရင်လက်နက်ခဲရန်မပြေစုံလို့သူတို့ဘက်က high test နီးပညာအသုံးပြုပြီးတော့ကျွန်တော်တို့တိုက်ခိုက်နှင်းနှင်းလာတဲ့အခါမှာတုံ့ပြန်ခုခံနိုင်စွာမရှိလို့ဆိုပြီးကျွန်တော်တို့တော်လိုင်းရှေချာပွားကောင်းသွားနိုင်တဲ့ခက်မသိရင်ဝန်းနေစရာဖြစ်တဲ့အနေထားတွေကြုံကောင်းရှုံးဝနိုင်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ဟာအင်အားကြီးနိုင်ငံကျွန်တော်တို့မှာဒီမိုကရေစီဘက်တော်သားဖြစ်တဲ့ American, Australia, Japan စတဲ့ ရင်ကျေးသောကမ္ဘာနိုင်ငံအစိုးရကမ္ဘာနိုင်ငံကြီးတွေရဲ့အစိုးရတွေကိုကျွန်တော်တို့လက်ရှိကျွန်တော်တို့အခြေအနေကိုသိရှိအောင်ရှင်းလင်းတင်ပြပြီးတော့သူတို့ရဲ့အကူအညီရအောင်ကြိုးစားနိုင်မှကျွန်တော်တို့ရဲ့နေဦးတော်လိုင်းရေးအောင်မြင်မယ်အရှိတောင်အာရှထဲမှာထွန်းတောက်မဲ့ဒီမိုကရေစီစစ်စစ်နိုင်ငံတော်တစ်ကိုကျွန်တော်တိဆောက်နိုင်မှာဖြစ်တယ်လို့လက်တွေ့တည်ယူနဲ့ပြပြီးတော့ပြည်သူအားလုံးနဲ့သက်ဆိုင်တဲ့ခေါင်းဆောင်များအားလုံးကိုအကြံပြုနှိုးဆော်တင်ပြပါရစေကျွန်တော်တို့ဝင်းမတက်နိုင်ရင်တော်လိုင်းရေးရှေ့ဆက်သွားနိုင်ဖို့အခြေအနေခက်ခဲလေးပါခက်ခဲပါလိမ့်မယ် ကဲဒါတော့ဘိုးကြီးနေမျိုးစေအကောင်းဆုံးဥပမာပြောသွားတယ်ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะအဲ့တော့နိုင်ငံတနိုင်ငံအကူအညီလိုတယ်ဆိုတော့ဒါပြောစရာမလိုတော့ဘူးเนาะအဲ့တော့ယူကရိန်းနိုင်ငံကိုကြည့်လိုက်သိတာပါเนาะယူကရိန်းကအမေရိကန်ထောက်ပံ့မှုတွေမပြခဲ့ဘူးဆိုရင်ကျတော့တာကြာပြီပေါ့เนาะတနိုင်ငံလုံးပါတော့ကြာပြီပေါ့ ဲ့တော့ရုရှားလိုနိုင်ငံကြီးတနိုင်ငံရဲ့ဒီတိုက်ခိုက်မှုဒီလောက်ထိခံနေနေဆိုတာကသူ့နိုင်ငံတော်လုံးလို့မဟုတ်ဘူးเนาะအနောက်မှာ support ပေးထားတာတွေမနှဲဘူးเนาะဘီလီယံနဲ့ချီငွေကြီးဆိုဘီလီယံပေါင်းများများစွာကုညီထောက်ပံ့နေလက်နက်တွေနဲ့မနှဲဘူးเนาะဒါမျိုးနိုင်ငံတွေရဲ့ထောက်ပံ့ရှိလို့ပေါ့เนาะအဲ့တော့ကျွန်တော်မြန်မာနိုင်ငံရဲ့ထူးခြားချက်ကတော့အခုချိန်ဒီနိုင်ငံတွေရဲ့ top ဟိုထောက်ပံ့ခြင်းမရှိဘဲနဲ့ခုချင်းကြည့်ကြအောင်နော်ကိုကကိုကိုပြီးဒေါ်လာတွေရတာဖြစ်ပါတယ်နော်ပြည်သူတွေရဲ့ချွေးနေစားတွေပြည်သူတွေရဲ့ထောက်ပံ့ခြင်းတွေနေပဲဒေါ်လာတွေရသွားနေရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အစိုးရအနေနဲ့လည်း လေးနဲ့ငါးနှစ်ကြာလာတဲ့တိုင်အောင်နိုင်ငံတနိုင်ငံရဲ့အကြီးကြီးမားမားထောက်ပံ့ခြင်းကိုရဖို့လိုအပ်နေပါတယ်နော်အခုဆိုရင် main online ဘက်ကတရုတ်ရက်တီဗီနောက်ပိုင်းမှာအရှေ့တီမောကဲတို့နိုင်ငံတွေတခြားနိုင်ငံတွေကဒီသတိသက်တာပေါ့နော်ဒီဘင်္ဂလားဒေ့ရှ်တို့ဆိုလည်း main online ဘက်ကရက်တီနေတဲ့အနေအထားတွေလည်းတွေ့နေရပါတော့အဲ့တော့နိုင်ငံကြီးကိုကျွန်တော်အများကြီးနားမလည်ပေမဲ့လည်းနိုင်ငံကြီးတနိုင်ငံကသာထောက်ပို့ရဆိုရင်ထောက်ပံ့ပေးမယ်ဆိုရင်တော့ကျွန်တော်တို့ online ရခီးအများကြီးဆက်လို့ရမှာဖြစ်ပါတယ်အခုဆိုရင်အားလုံးသိတဲ့အတိုင်းပဲ ဒီတမစစ်ကောင်စီနဲ့ကကိုတရုတ်ကထောက်ပံ့ပေးပြီးတော့ဝါတို့ဘာတို့ကိုတရုတ်ကဒီလက်နက်တွေဖြတ်သိမ်းလိုက်ဒီလက်နက်တွေကိစ္စနဲ့ပတ်သက်ပြီးတော့ကန့်သက်ထိချုပ်လိုက်တဲ့အခါမှာလက်နက်တွေဝယ်ဖို့တော့မခက်ခဲတဲ့အနေအထားတွေဖြစ်နေပါတယ်နော်တော်လိုင်းကြီးမှာအဲ့တော့နိုင်ငံတကာနိုင်ငံရဲ့ဒီထောက်ပံ့အထောက်ပံ့တွေရဖို့ကိုကျွန်တော်တို့အစိုးရကလည်းတကယ်ပဲအများကြီးစူးစမ်းတည်နေပါမယ်နော်အဲ့တော့ဟိုကျွန်တော်တို့အစိုးရကို အမြဲတမ်းပဲဝေဖန်နေတာတော့မကောင်းပါပဲလေဗျနော်သို့ဆိုရအနေနဲ့လေဝေဖန်ခံမခံရအောင်ဗျနော်တချို့ကဏ္ဍတွေမှာဟောစောစောလင်လင်မြင်မြန်လှုပ်ပေးနိုင်ရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်နော်အဲ့တော့ပြည်သူတွေကတော့ဘာမှမသိဘူးတော်လိုင်းနိုင်ချင်တာပဲသိတယ်ဗျနော် ကဲနောက်ထပ်ကျွန်တော်နားထောင်မယ့်သတင်းကတော့ pencil ကိုရိုင်းပေါ့နော်ဒီတော်လန်ရေးကိုသူရှင်းထားတာမဟုတ်ပါဘူး fan raising တွေကိုရှင်းထားတာပါဆိုပြီးမှပေါ့နော်နိုင်ငံရေးအကြောင်းတွေကိုအနေငယ်သုံးသပ်ပြီးပြောလာတဲ့ဟာပေါ့နော်သူတိုက်ခိုက်တဲ့ဟာတွေအကြောင်းပြောလာတဲ့ဟာတွေတစ်ချက်နားထောင်ကြည့်အောင်နော်အဲ့တော့တိုက်ခိုက်တဲ့အခါမှာလည်းကျွန်တော်တို့ဒီ championship ကိုဘက်ကတိုက်ခိုက်တာတဲ့ကိုဘက်ကကိုပြန်ပြီးတော့တိုက်ခိုက်တဲ့ဟာမျိုးတွေသူမခံနိုင်တဲ့ဆိုတဲ့အကြောင်းကိုပြပြထားလိုက်ရပါတော့နားထောင်ကြည့်လာနော်အဲ့တော့ကိုလင်းလေးတို့အိမ်ဝယ်လို့တဲ့ကလန်နာကြပေါ့ဟုတ်တယ်မလားကလန်နာကြတိုက်ခိုက်မှုတွေ တယောက်ပြီးသွားရင်နောက်တယောက်လာမှာပဲเนาะအမ်ဒီလိုပဲအဲ့ဒါတွေကိုလည်းကြိုတင်မှန်းဆမိပါတယ်ဒီလိုပဲတော်လန်ရေးတဲ့လူတွေတော်လန်ရေးတဲ့လူတွေကိုချင်းချင်းနဲ့မှစိတ်မထားနိုင်တဲ့ယူပြင်ပါစီမထားနိုင်တဲ့ယူရတော့ဒါမျိုးကိုဘက်ကတိုက်ကွက်တည်းကတောက်လျှောက်လာမှာပါပဲ။ဒီမှာလည်းအများကြီးတောင်းခံခဲ့ပါတယ်။ကိုရီးယားကဇာတာလီကဆောင်ရမ်းကောင်းလာပေါ့နော်။ဇာတာလီကဘယ်လိုကောင်းလဲဆိုတော့အမေရိကကိုရောက်တယ်။အမေရိကကိုရောက်သွားလို့ဆိုစဲခံရတော့ကလည်းပန်ဆယ်လိုထိတ်ဆုံးကဘွေးစော်ဘူး။ ုတ်ပါဘူးကွာဒီဘသူ့ကိုမှကိုယ့်ဘက်ကလူတွေကိုပတ်မှတ်စီထဲမှာကိုယ့်ဘက်ကလူတွေဘသူ့ကိုမှဘာအဖြစ်ကလေးကိုမှမမြင်တာသိရမလားလူပီပီတတတွေအဲ့လိုမျိုးပေါ့နော်ခံစားချက်တွေရှောက်တွင်းမယ်ဆိုလို့ရှိရင်တော့စိတ်ဆိုးစိတ်ကောက်ဖြစ်စရာတွေကတော့အများကြီးပေါ့ဒါပေမဲ့မလိုအပ်ဘူးလေနော်ကျမတို့ဒီဒီတော်လန်ရေးကဘသူ့အတွက်ကြောင့်မှဘသူ့ကြောင့်မှပါဝင်လာတာမဟုတ်ဘူးကိုယ့်ခံယူချက်ကိုယ့်ခံစားချက်နဲ့ပါဝင်လာတာအဲ့တော့ဘသူ့မှာလည်းစိတ်ကောက်စရာမရှိဘူးဘသူ့မှာလည်းစိတ်ဆိုးစရာမရှိဘူးဒါပေမဲ့ဒီမှာထောက်ပြတာပေါ့နော်ကျမတို့ဒေါ်လန်ရေးတွေကလူတွေမစည်းလုံးတွေ၍နော်မစည်းလုံးတွေ၍ ချင်းချင်းကိုလူလို့မခံစားနိုင်တဲ့ရွေ့ဒီလိုကိစ္စတွေကတစ်ခွက်ပြီးတစ်ခွက်လာမှာပဲတစ်ခွက်ပြီးတစ်ခွက်ကိုလာမှာဒါအရန်ရှင်းတဲ့ကိစ္စပဲကျမတို့ဆိုလို့ရှိရင်ဒါကျမရဲ့ကံလေးပေါ့နော်ကျမကံလေးကအရန်ကောင်းတယ်နော်တော်လည်ရေးထဲမှာထီကနန်းဆိုရင်ထိတ်ဆုံးကကိုပဲထိတ်ဆုံးကအစဲခံတာထိတ်ဆုံးကအစဲခံတာကိုပါပဲအမေရိကကိုရောက်လာလို့ဆိုပြီးတော့အစဲခံတော့ကလည်းကိုပဲနော်ပထမဆုံးပထမဆုံးစစဲခံတာကိုပဲနောက်လေကြလေကြရော အဲ US ကိုအဲ့ဒီကိုကို US ရောက်သွားလို့ဆိုပြီးဆဲတဲ့သူတွေကိုယ်တိုင် US ကိုရောက်လာတဲ့အထိအဲ့ကြတော့ဘူးမ US ရောက်လာလို့ဘယ်သူမှဆဲမဲ့သူမရှိတော့အဲ့တော့ဒါမှမဟုတ်ဘယ်သူမှဆဲမခံဘဲနဲ့ထိတ်ဆုံးမှစဆဲခံပါတယ်အဲ့အမေရိကမှာအိမ်ဝယ်တယ်နော်အိမ်ဝယ်တယ်အာဒေါ်လာဘယ်နှတန်းတဲ့အိမ်ဝယ်လိုက်တယ် Okay မသိတဲ့လူတွေကမြန်မာပြည်ကလူတွေကမသိလို့အကျွေးစနစ်ကိုမသိလို့ပြောတယ်ဆိုခံစားသေးတယ်နော် US က US မှာနေတာဖိမွေးဖြူနေတဲ့ဂူရူကြီးများ မကျမမျက်နှာအမြဲအခုဒီလိုပဲဒီလိုရုပ်ပဲဘာဖြစ်လို့လဲဒီရင်းနေတာထိုင်ရင်းနေတာနော်အဲ့လိုလူတွေနဲ့ရှေ့ဆက်နိုင်ရပါစီလို့နော်အဲ့လိုလူတွေနဲ့ဒီတော်လန်ရေးကြီးအောင်မြင်ပါစီပေါ့နော်ဒီတော်လန်ရေးကြီးအောင်မြင်ပါစီအဲ့လိုစိတ်ဓာတ်တွေမွေးမြူပြီးတော့နော်အဲ့လိုစိတ်ဓာတ်တွေနဲ့အချင်းချင်း group တွေဖွဲ့ကြ group တွေဖွဲ့ကြပြောမရင်ဒါတွေပြောရင်ဒေါ်ရီပါမယ်ပေါ့နော်မပြောပါဘူးအဲ့လိုမျိုးစိတ်ဓာတ်တွေနဲ့ဒီတော်လန်ရေးအောင်မြင်ဖို့အတွက်ကျမတို့တက်နိုင်ရနေတာအကျိုးစားနေမှာပဲ ါပေမဲ့ဒါကကိုတယောက်တည်းလုံးဆောင်လို့ရတဲ့ကိစ္စမဟုတ်ဘူးလေဟုတ်တယ်မလားအဲ့တော့ပြုံပြုံလေးပေါ့နော်ပြုံပြုံလေးပေါ့ကျွန်တော်တို့ပြုံပြုံလေးပါလေအဲ့တော့တော်လိုင်းကြီးမှာဒီလိုပဲဆက်လာကြအောင်ပါပန်ဆယ်လိုကိစ္စပြီးသွားလို့ရှိရင်ပန်ဆယ်လိုတော်လိုင်းကြီးကိုငွေရှာမပေးတော့ဘူးဆိုရင်တော်လိုင်းကြီးကိုငွေရှာပေးနေတဲ့နောက်တစ်ယောက်ကဘသူလဲအဲ့လူစီရောက်လာလိမ့်မယ်အဲ့လူကတော်လိုင်းကြီးကိုငွေရှာမပေးတော့ဘူးဆိုလို့ရှိရင်နောက်ထပ်တော်လိုင်းကြီးကိုငွေရှာပေးနေတာဘသူလဲအဲ့လူစီထပ်ရောက်လာလိမ့်မယ်အဲ့တော့မှန်ပါနော်ဟာအနေတိုင်းမထက်အောင်နင့်ပြပြနေလို့လား ။ဟာနေတိုင်းတက်အောင်နင့်ဖြည့်ပြနေလို့လား။ရိုင်းတာလိုပါလေ။နော်ရိုင်းတာလိုပဲ။ဒီလိုတော့ကငါ၈ကောက်ကျိုး၈ကောက်၈တက်ထည့်ထားလို့ရတယ်။တရင်နူးထပြောရင်တော့လိုထက်ရိုင်းတယ်။ဒီလိုထက်ရိုင်းအောင်ပြုံးလိုက်တယ်။ဟုတ်။ဒီမှာပြောချင်တာကတော့အမ်တစ်ခုပြီးတစ်ခုတယောက်ပြီးတယောက်လာမှာပဲ။တရမလားတယောက်ပြီးတယောက်လာမှာဒီတယောက်ပြီးသွားလို့ရှိရင်တော်လိုင်းကြီးမှာနောက်ထပ်ငွေရှာပေးနေရဘူးလေအဲ့တယောက်တိုက်ခိုင်းမှာပဲအဲ့တယောက်မရှိတော့ရင်နောက်ထပ်တော်လိုင်းကြီးမှာငွေရှာပေးနေရဘူးလေအဲ့တယောက်ကိုတိုက်ခိုင်းမှာပဲအဲ့တော့အထာကစိတ်ဆိုးစရာလားဆိုစိတ်မဆိုးပါဘူး အဲ့ဒါကြတော့တို့ကတို့အလုပ်တို့လိုလုပ်နေတာကျမတို့ဘက်ကလူတွေကကိုယ့်အလုပ်ကိုမလုပ်ကြတာနော်ကျမတို့ဘက်ကလူတွေကကိုယ့်အလုပ်ကိုကိုယ်မလုပ်ကြတာကိုယ့်အလုပ်ကိုမလုပ်ဖဲနဲ့အာငါတို့ဒေါ်လာကြီးပတ်သားခြင်းဆိုတဲ့စိတ်မျိုးဒီဒေါ်လာကြီးမှာဘယ်လိုခံစားချက်တွေနဲ့လုပ်နေတယ်ဆိုတဲ့ကိုယ်ခံစားချက်ကိုကိုမြင်အောင်ကြည့်ကိုယ်ခံစားချက်ငါတို့မှဒီလိုခံစားရရင်ဒီလိုနိုင်ခြင်းသူတို့လူတွေကလည်းနိုင်ကျင်ပါပဲသူတို့လူတွေကလည်းသူတို့စွမ်းတလောက်ကြိုးစားနေကြမှာပဲဆိုတာမျိုးမယုံကြည်ပဲနဲ့တစ်ဖက်ကတွေးထိုးလိုက်မှာဟုတ်ဟုတ်မှာပေါ့ तू ကအဲ့လိုမျိုးဖြစ်မှာပေါ့ဆိုတဲ့ အဲ့လိုလူမျိုးတွေကြောင့်အဲ့လိုလူမျိုးတွေကြောင့်ဒီမှာနားလိုက်တာအဲ့ဒါအဲ့အခုဒီမှာ fan raising ကိစ္စရတယ်အဖီးတိုင်းနားသွားတာကနော်တက်တယ်ပဲဒီနေရာမှာနည်းနည်းလေး fee ဖြစ်လာလို့ပြောလိုက်မယ်နော်မပြောတော့ဘူးလို့နေတာတိုက်ခိုက်ကြတဲ့ကောင်တွေကြောင့်မဟုတ်တိုက်ခိုက်ကြတဲ့ကောင်တွေကြောင့်ရက်လိုက်တာမဟုတ် fan raising ကိစ္စရတယ်ဒီမှာဒေါ်လာကြီးကနားသွားမှာမဟုတ်ဘူးနော်ဆက်ရှိကိစ္စရတယ်ဒီမှာတက်နိုင်တာ ကျမလိုအပ်တာတွေလုပ်သမျှတွေကျမလုပ်နိုင်လားမသိဘူးလုပ်နိုင်နေရင်လည်းလုပ်နေပါမှာတော်လည်းရလုံးဝနားတော့မှာမဟုတ်ဘူးဒါမဲ့တော်လည်းကြီးမှာကျမရဲ့ကျမအတက်နိုင်ဆုံးကျမအတက်ဆုံးပေါ့နော်ကျမအအောင်မြင်ဆုံးဆောင်ရွက်နိုင်ခဲ့တဲ့အရေးချင်းကိုကျမရက်လိုက်တာအဲ့ဒါဘာကြောင့်လဲဆိုတော့တိုက်ခိုက်ကြတဲ့ကောင်ကြီး၆အောင်လို့တချို့ကထင်ကြလိမ့်မယ်မဟုတ်ဘူးတိုက်ခိုက်ကြတဲ့ကောင်ကြီးကြောင့်မဟုတ်ဘူးအဲ့ကောင်ကြီးကသူတို့လှုပ်သူတို့လှုပ်တာသူတို့လှုပ်သူတို့လှုပ်တာအတွက်စိတ်မဆိုးဘာလို့လဲဆိုတော့သူတို့ကကျမတို့ကိုဝင်တိုက်ခိုက်လို့ရှိရင်သူတို့စကွဲတပြေပိုးလေးရမယ်နော်အဲ့လိုမျိုးအဲ့လိုမျိုးကောင်စားတယ် ကျမဘာကြောင့်နားလိုက်တာလဲဆိုတော့အဲကိုဖက်ကပြီးပြီးတော့တော်လန်ยีဘတ်သားပါတော်လန်ยีတဲ့ကလူတွေပါလို့ပြောပြီးတော့တော်လန်ยีတဲ့ကလူအချင်းချင်းငါတို့အချင်းချင်းဆိုရယ်စိတ်ကိုမထားနိုင်တဲ့လူတွေကြောင့်နော်ငါတို့ကတော်လန်ยีအောင်ချင်တယ် तू ကတော့အောင်ချင်မှာမဟုတ်ဘူးလို့တွေးပြီးတော့နော် तू ကတော့အဲ့လိုဖြစ်မှာပေါ့ तू ကတော့အဲ့လိုမျိုးစိတ်ရှိမှာပေါ့ तू ကဒါကြောင့်ဒီလိုဖြစ်လာတာနေမေဆိုတဲ့နော်အဲ့လိုမျိုးအလကားရတဲ့ထင်မြင်ယူဆချက်တွေနဲ့ကိုယ့်ရဲ့အုံနောက်ကိုမတုံးမဲနဲ့တွေးခွဲတိုင်းပါထက်တဲ့နော်လီနီယာရင်းတဲ့ကောင်လေးကြောင့် ဲ့လိုလူတွေကိုစိတ်ပုံလို့ရလိုက်တာကျမဘယ်တော့မှရန်သူပတ်ချောင်းမကြည့်ရန်သူကိုစိတ်မဝင်ကြဘူးရန်သူကရန်သူလို့လုံးမှာပဲရန်သူကရန်သူအလုပ်ကိုလုံးမှာပဲဆက်လက်တော့ဦးမှာနော်ဆက်လက်တော့ဦးမှာအခုပန်းစိလိုတော်လင်ကြီးမှာရန်ငွေရှာတဲ့ကိစ္စတွေရက်သွားပြီရန်နှားလိုက်ပြီဆိုလို့ရှင်နောက်ထပ်ငွေတော်လင်ကြီးငွေရှာပေးနေတဲ့သူကိုရှာပြီးတိုက်ခိုက်လိမ့်မယ်နော်ဘယ်နဲ့ရက်မှတော့မကြောက်ဘူးအခုထပ်လာပြီနော်အဲ့တော့ဒါကကျမကကောင်းပါတယ်ဒါကိုကောင်းနေကြိုက်တယ်လို့ပြောနေမှာမဟုတ်ဘူးဒီလိုမျိုးဝါဒဖြန့်ချိမှုတွေလည်းကျမဘက်ကတတ်နိုင်တမျှတုံ့ပြန်သွားအောင်ပါနော်တတ်နိုင်တမျှ ပြန်ပြီးတော့တံပြန်သွားအောင်ပါမယ်။ဒါမဲ့ဘာကြောင့်ဒီလိုကိစ္စရက်တွေကိုစိတ်ပြက်ပြီးနားလိုက်တာလဲဆိုတော့နော်ရမုံငွေရှာတဲ့ကိစ္စရက်ကိုဘာလို့နားလိုက်တာလဲဆိုတော့ရန်သူကြောင့်မဟုတ်ဘူး။ကိုယ့်ဘက်ကအဲ့လိုမျိုးသွေးခွဲရလွယ်တဲ့လူတွေကြောင့်သွေးခွဲရလွယ်တဲ့လူတွေရဲ့စော်ကားတဲ့ဇာတ်တွေကြောင့်နော်ကျွန်တော်တို့ကျွန်တော်တို့ဘယ်တော့မှအဆုံးမမှတ်မိနေမှာကဇာတ်တခွန်းရှိရပေါ့နော်။ကျွန်တော်တို့အဆုံးမမှတ်မိနေမှာကရန်သူရဲ့ဟာတိတ်တန်နေမဟုတ်ဘူး။ကိုယ့်ဘက်ကပါဆိုရဲလူတွေရဲ့နှုတ်ဆက်နေနိုင်မှုပဲအဲ့တော့ ကျွန်မဘက်ကလည်းအခုကနှုတ်ဆက်နေရတဲ့လူအပြစ်မပြောပါအပြစ်လည်းမပြောတယ်လို့အပြစ်လည်းမမြင်ဘူးကျွန်မဒီ fundraising လုပ်ငန်းကြီးနားလိုက်ပြီဆိုတော့ကျွန်မပြောကြတယ်အဟိုလူကြောင့်အန်ယူဂျီကြောင့်အဟိုဆယ်လီတွေကြောင့်ဒီဆယ်လီတွေကြောင့်ဟိုဆယ်လီတွေဝင်မကပေးလို့ဒီဆယ်လီတွေဝင်မကပေးလို့မဟုတ်ပါဘူးမဟုတ်ပါဘူးကျွန်မဘာကြောင့်တကယ်နားလိုက်တာလဲဆိုတော့အဲ့ဒီကိုဘက်ကပါဆိုလေကိုဘက်ကပါလို့ခံယူထားပြီးတော့ကိုဘက်ကပါဆိုတဲ့စိတ်ကိုမထားနိုင်ဘဲနဲ့သူများသွေးထိုးတိုင်းပါတတ်တဲ့လူတွေကြောင့်သူများသွေးထိုးတိုင်းယုံတတ်တဲ့သူတွေကြောင့်ကိုရဲ့ပင်ကို mystery ရစိတ်ကို နော်အလိုစိတ်လိုလိုက်ပြီးတော့တော်လန်ကြီးကိုသိနေပန်းကြတဲ့ကောင်းကြီးကြောင့်အားကြောင့်ကဲဒါတော့ပန်းစလေးပြောတော့ရှင်းရှင်းလေးပါเนาะအဲ့တော့ online ရေးမှာတော့အထူးလိုမျိုးပေါ့เนาะအခုချိန်ထိတိုင်အောင် online အစနဲ့အခုချိန်ထိတိုင်အောင်ထောက်ပို့တာဆိုလို့ဒီပန်းစလေးလိုပဲရှိတယ်ပေါ့เนาะဒီလောက်တိုက်ခိုက်မှုအများကြီးပေါ့เนาะဒီလင်းဖြစ်တဲ့ကိစ္စအနေပြဿနာအနေစစရခဲ့တယ်ပေါ့เนาะအဲ့ဒီမှာတိုက်ခိုက်တာမပြီးနိုင်တော့ဘူးเนาะအဲ့တော့သူ့ဘက်ကနေလည်းအမျိုးမျိုးရှင်းခဲ့ပြီးအင်ဝဲတဲ့ကိစ္စလည်းရှင်းခဲ့ပြီးเนาะအဲ့တော့ထားပါတော့ တကယ်သူကခိုးတယ်ပဲထားပါအောင်နော်ဒီတော်လိုင်းကြီးကာလာမှာခုချိန်ထိထောက်ပို့နေတဲ့လူပတ်စံရှာပေးတဲ့လူတရားကိုတိုက်ခိုက်တာမျိုးမဟုတ်ဘဲနေပါနော်ခိုးတယ်ဆိုလည်းအချက်လက်နဲ့တေချာတင်းတာတင်းတာပြီးမှတော်လိုင်းပြီးရဲနေကြမှာရေးယူလို့ရတာပဲနော်ဒါပြခုချိန်မှာလှုပ်တဲ့ခါကျတော့ကိုဘကလူတွေပို့ပြီးဟိုအဲ့လိုအင်အားဆုပ်ယူတယ်ပေါ့နော်နောက်ပြီးတစ်ခုပြောချင်တာခုပန်ဆေလူကတော့နားသွားပြီโอเคနားသွားပြီဖြစ်တဲ့အတွက်ခုချိန်မှာပြီးသူလူတွေကလည်းကြည်ထားပါနော်သူမနာခင်တော့ကဘသူတွေကသူ့ကိုဆဲလဲအဲ့လူတွေကအခုချိန်မှာတကယ်ဥဆောင်လား ဒါမှမဟုတ်ဝင်တဲ့အခုခုနပန်ဆယ်လိုပြောသလိုပဲပန်ဆယ်လိုနားတဲ့အတွက်ဘယ်သူဥဆောင်မလဲရှေ့မှာဘယ်သူတက်လာမလဲအခုဆိုရင်လင်းလင်းတို့တိုက်ခတ်ခံနေရတယ်နောက်ပြီးကိုစီတို့ရှိမယ်တခြားလူတွေရှိမယ်ဒါပေမဲ့အခုလောဆယ်ကိုစီတို့ဘာလို့ထိတ်ဆုံးမှရောက်နေပါတော့အဲ့တော့သူတို့ကိုအဲ့ဒီရဲ့ပန်ဆယ်လိုကိုတိုက်ခတ်ခဲ့တဲ့လူကိုထပ်ပြီးတိုက်ခိုက်တယ်ဆိုရင်တော့ဒါသူတို့ရဲ့သူတို့ဘက်ကအောင်မှန်ရဲ့လားဆိုတော့ပြန်စစ်ဆေးဖို့လိုလိုက်ပါတော့ဒါအပြင်အခုချိန်မှာဆိုရင်သူတို့ပြည်သူလူထုကလည်းမျက်စိမပြတ်ကြည့်ဖို့လိုပါတယ်နော်သူများရောက်တိုင်းလိုက်ရောက်ဖို့တော့လိုက်ရောက်ဖို့မလိုတော့ပါဘူးနော်တည်တည်ချာချာလေးကိုယ့်အနေကို ဟိုတီချာလေးစဉ်းစားတက်ဖို့လေးလိုပါတယ်ခုပန်ဆယ်လေးပြောခဲ့ဆိုပေသူနားပြီဖြစ်တဲ့အတွက်နောက်တစ်ယောက်ကိုထပ်ပြီးတိုက်ခိုက်တဲ့အဖွဲ့တွေကဘယ်သူတွေလဲဒီအဖွဲ့တွေပဲဆိုရင်ဒီအဖွဲ့တွေတကယ်ရှောင်ဖို့လုံနေပါပြီเนาะအာခုနပြောလို့ပဲဒီလင်းလင်းတို့လည်းအခုချိန်မှာဆိုအတိုက်ခတ်ခံနေရပြီเนาะသူတို့ရဲ့ဒီ USA မှာလုပ်တဲ့ပွဲတွေနဲ့ပတ်သက်ပြီးတော့ပြောခံနေရတယ်အခုဆိုရင်ထပ်ပြီးတော့လေကိုစီတို့ ဘက်ကြံတော့တယ်ပေါ့နော်ဒီထောက်ဖို့ခံရမှာဆိုရင်အဲသူတို့ကိုတိုက်ခိုက်တဲ့လူတွေလည်းကိုကိုဘက်ကြံကလူလူနဲ့အဲ့ဒီလူတွေပဲထပ်ပြီးတိုက်ခိုက်နေတယ်ဆိုတော့ဒါကတော့သိကြတယ်ဒီအဖွဲ့တွေကဒေါ်လာကြီးကိုမနိုင်စီခြင်းလို့တပင်လုံနေတာပေါ့နော်အဲတော့တချို့တော့ကျွန်တော်တို့ပြည်သူဘက်ကပြည်သူဒီဒေါ်လာဘက်ကရက်တည်တဲ့လူတွေဆိုရလဲပေါ့နော်ခါလေးကြရင်သူများပြောတိုင်းရောင်းတာမျိုးမဟုတ်ပေနေပေါ့နော်တိတိကျကျဘယ်ဟာအမှန်လဲအမှားလဲစဉ်းစားတတ်ဖို့လိုပါတယ်ဒီနေရာမှာတော့ဘသူ့ကိုမှားတယ်မှန်တယ်ပြောတာမျိုးမဟုတ်ပေနေတကယ်လို့အပြစ်ရှိခဲ့ရင်တောင်မှ တော်လိုင်းရေးကိုအကျိုးပြုနေသေးတယ်ဆိုရင်တော်လိုင်းရေးပြီးသွားရင်အရေးယူလို့ရအောင်အချက်လက်ပဲစုပြီးမှတင်ထားပေါ့တော်လိုင်းရေးပြီးရင်ဒါတွေအရေးယူလို့ရတာပဲเนาะအဲ့အဲ့မျိုးပုံစံနဲ့သွားရင်တော့အကောင်းဆုံးဖြစ်ပါမယ်အခုချိန်မှာတော်လိုင်းရေးကလည်းပြီးသေးတာမဟုတ်ဘူးတကယ်ဟိုငွေကြေးရမ်းလိုတဲ့အချိန်မှာဒါမျိုးတွေသွားပြီးတိုက်ခိုက်နေတာမျိုးကလောက်ရလူလေဘယ်လိုမှအရှိမှာမဟုတ်ပါဘူးเนาะအဲ့တော့ဒီခဏမှာဘယ်သူကရှေ့တက်လာမလဲသူမရှိတော့ဘယ်သူရှေ့တက်လာမလဲအဲ့တက်လာတဲ့လူကတော့ကောင်းနိုင်မှာလားဒါစဉ်းစားဖို့လိုပါเนาะ Okay နောက်ဆုံးပါတော့เนาะ ပြောင်းလဲပြောင်းစားတွေပြောတဲ့ကျော်မင်းမင်းရဲ့တနာစရာဘဝအကြောင်းပြောထားတဲ့ကိုစီးရဲ့ဗီဒီယိုနားလို့ကြအောင်နော်ဒီထဲမှာဒီကျော်မျိုးမင်းဆိုတဲ့ကောင်ယူမြန်ယူရတယ်ဗျာနော်ဒေါ်အောင်စန်းစုကြည်ကိုထောင်ထဲထည့်ထားတယ်တူတာစိတ်ဘူးလို့နော်ပြန်လို့ပြောပြောရတာဘာပြောလဲဆိုတော့အန္တရာယ်အစိုးရလက်ထက်မှာတဲ့နော်အန်တန်ညာဘို့ဖြစ်နေတယ်နော်ဖုန်းတစ်ချက်တောင်ဆက်ဘူးတဲ့အခုကြမှာနော်ဟိုလူမျိုးရှောက်ပြောတယ်ဟမ်သူသူတော်မှအဲ့လိုထားနိုင်ဘူးလားဟာ ဟောမအေးရေးလေဗျာဘသူဖြစ်ဖြစ်တဲကုန်လေးမှာနေတဲ့အိမ်မဲဖြစ်ဖြစ်ကိုမေထောင်ထဲမှာနေရတဲ့ဒီတဲကုန်လေးမှာနေရဘယ်သားသမီးကပမာဏနေရာကြိုက်ဟမ်အဲ့ဒါကိုပြောနေတဲ့ပုံကြီးကျွန်တော်ကျွန်တော်ဖွင့်ရဖွင့်ရတော့ဟိုဘယ်လိုပြောမလဲလူသိကိမဲ့လူတော့မရှိတော့ဘူးဒီကောင်ကြီးလူငယ်လူဝိုင်းရပြီစကားတွေဆိုတာဟိုကိုပြောလိုက်တဲ့စကားတွေကဘယ်တော့ဘယ်လိုအတိတ်တွေကိုတက်ရောက်သွားလဲဆိုတာလေးတော့တို့တွေမတွေးနိုင်တော့တာမသိဘူးเนาะတိတိတိ ဘုရောအဲကောင်းအောင်ဆက်ချောက်ပြီးလားဆိုတဲ့အကလုံးတော့ပဲအမြင်ဆုံးပြောတဲ့အဲ့ဒါပဲရှိတယ်။ပြောရရင်ဒါကိုဘာပြောလဲဆိုတော့တိုင်းပြည်ရဲ့လူ့ဝတ်ချက်အုပ်စုတွေချိုးဖောက်ထားတဲ့သူနောက်တစ်ခါတိုင်းပြည်ရဲ့ဒီမန္တလေးကိုတော့ကျပ်23ဘီလီယံဒေါ်လာဘလောက်လဲ5,600,000ဒေါ်လာဆယ်လားတော့အဲ့လောက်ကမှတော့မဟုတ်ဘူးလွယ်တူတာလုပ်တယ်လို့ဘာဖြစ်လဲဘာဖြစ်လဲတိုင်းပြည်ရဲ့အုပ်စုတွေကိုချိုးဖောက်ထားတယ်။အော်အဲ့လိုလားဥပဒေဆိုတာကမင်းတို့ပတ်သက်တဲ့ပြောတာဥပဒေလား။ဟမ်နောက်ပြီးတော့ ိုင်းပြည်ရဲ့ဗလံကိုအလွယ်လုံးသားလုပ်တာဆိုတော့ဒေါ်အောင်ဆန်းစုကြည်ပိုင်နဲ့အကုန်လုံးဆိုင်ရင်းနဲ့ဆိုင်တော့မြန်မာပြည်မှာရှိဘူးလေသူရတဲ့နိုဘယ်ဆုတွေဒေါ်လာနဲ့ရတာမြန်မာကြောက်နေတယ်ရတာမဟုတ်အဲ့ဒီပြဿနာကသူတုံးတာသူ့ကိုဂျိုးတွေ့ဟမ်အဲ့တော့အဲ့ဒီအဲ့လိုမျိုးသမီးကိုတိုင်းပြည်ဗဟန်ကိုအလွယ်လုံးသားလုပ်တယ်ဆိုတော့ကဲမင်းတို့ဖေခေါ်နေတယ်အဲ့ဒီစစ်ဘိုလ်ချုပ်ပြီနော်မင်းအောင်လားမင်းအောင်လားအခုစကာဝဲဦးစီးချုပ်ဖြစ်မှာတလားကိုတွေ့ လာသာမြန်မာငွေ330ရတာမင်းအောင်နဲ့စီးတဲ့ခဏတည်း350လောက်တာကပတ်ထွက်စုအင်းအပေါ်အင်းဒီကဘာတွေကျွေးနေဝင်မပါနေဘူးတော့ဆိုတော့မင်းအောင်နဲ့ဒစင်သာလက်ပတ်နိုင်တိတ်မနေရဟမ်အဲ့တော့ तू ချမ်းပါတဲ့နောက်ကသူ့ခန္ဓာပေါ်မှာတစ်ချက်လေးစင်လာတော့ပိန်းကိုရာနဲ့ချီတန်းနေဟမ်ဆော့ဖောမှာဒီလူသားမတမ်းမရအဝီအိတ်နေအဲ့ဘူဂျောကမှာတာသာမရုပ်နေ ဟမ်အလိုရဲ့အိမ်ကြီးနဲ့လယ်မင်းဟိုမှာခွင့်နဲ့ပတ်ပတ်ပြီးတော့ဟမ်အဲ့လိုနဲ့အဲ့လိုအိမ်ကိုလွယ်လွယ်လွယ်ပြီးတော့အဲ့ဒီလင်မင်းနဲ့ပေါင်းလိုက်တဲ့ပတ်စံကြည့်ရင်ဘယ်တော့အဲ့တော့မင်းအောင်နဲ့တူတူကစစ်ခဲစရောက်တဲ့အချိန်ကနေဒီနေ့ချိန်ထိသူတို့ရတဲ့လားကတပြားမှမတော့နဲ့အကုန်လုံးဆုသားကြည့်မင်းအောင်နဲ့ပိုင်ဆိုင်တဲ့အိမ်တက်ပိုင်ဘိုးတော်ရှိရဟမ်အဲ့ဒီမင်းအောင်နဲ့တက်တဲ့ချိတက်ပါနဲ့အိမ်သားကပြည်သူ့ဝေတွေ တလားတိုင်းမျိုးခိုးပြီးတိတိနဲ့ချမ်းသာနေတဲ့ဒူတွေကိုကြတော့မင်းတို့ကဖျားထူပြီးတော့တိုင်းပြည်မှာပုံစံဆိုင်တာမရှိတဲ့အမျိုးသမီးကိုကြတော့နိုင်ငံတော်ရဲ့ပတ်စံကိုအလွဲလုံးသားလုပ်တယ်မင်းပတ်စံကိုမင်းပြောတော့တော်မျိုးမင်းရဲ့မင်းကိုကိုတလားတန်ဖိုးမဲ့အောင်မင်းမင်းပတ်စံကမင်းခံရရဟုတ်တယ်ဟမ်နောက်တစ်ခုကနိုင်ငံတော်ရဲ့အုပ်တွေထိုးပေါက်ထားတယ်ဆိုတော့နော်မင်းအောင်မယ်ဘူအာနာဒိန်းနဲ့၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတရက်နေ့မနေ့9နာရီမှာနိုင်ငံတော်တက္ကသိုလ်ကိုစစ်တပ်ကလာထမ်းတာဟုတ်တယ်နော်ဦးမင်းကိုယ်တိုင်ထွက်ဆိုထားတယ်မိရမိုင်ကာလိုခေါ်တာကမနေ့9နာရီမှာခေါ်တယ်အဲ့တော့အဲ့ဒီမနေ့9နာရီအချိန်ကြီးဦးမင်းက2020ရွေးကောက်ပွဲကနေတက်လာတဲ့တက္ကသိုလ်မဟုတ်ဘူး2015မင်းတို့စစ်တပ်ကိုယ်တိုင်လက်ခံပါတယ်ဆိုတဲ့အတီးပြုတ်ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအတီးပြုတ်ထားတဲ့နိုင်ငံတော်ရဲ့တက္ကသိုလ် နော်မင်းတို့အကြောင်းပြရတာ2020မဲနေမဲကိုအကြောင်းပြရတာအဲ့တော့ဥင်းကြီးကိုလာပန်းတဲ့အချိန်ဒီကာလုံနဲ့မခေါ်ရသေးဘူးသူဒီ2015တမရတတန်နဲ့မကုန်သေးဘူးအဲ့တော့သူဟာတယံဝင်တမရကိုမင်းတို့ကလက်သက်ကန်ပြီးလာပန်းတာအဲ့ဒါနိုင်ငံတော်တစ္ဆာဖောက်ဖြစ်ပြီးတော့နိုင်ငံအာဏာကိုမတရားလုပ်ယူစူးစမ်းတဲ့နိုင်ငံတော်ပုံစံမျိုးမဟုတ်ဘူးလားမဟုတ်ဘူးလို့ပဲမှငင်းရဲ့အဲ့ဒီကြီးတဲ့အဖြစ်ဒီနိုင်ငံမှာမရှိတော့ဘူးနော်မင်းကသားအောင်တန်းကြတယ် ကောင်းဆန်းသူကြီးရဲ့အမှုတွေကဘာလို့သူကလေ့လာကြည့်ပြီးလေပြင်ပြီးပါတော့ကောကလိုက်ရတာလိုက်ပြီးတော့လိုက်တာမှာသူတို့ဒါဒီနိုင်ငံရဲ့ဥပဒေနဲ့တွားနေတဲ့ကြောင်ဝယ်ပါလို့ပြောတာသူကောင်းတယ်သူတို့တောက်ဆိုဒီကင်မရာတို့တောက်ဆိုချက်ကတောက်ဆိုချက်ကဖြစ်နေဘာမှပြောရတော့လို့မပေါ်ပြီးတော့သူကခုမှပြေးပေးရတယ်တောင်းဆိုတာကိုလုတ်ပေးတာမပေးတာအဲ့ဒါကသူတို့အခါနော်လက်ရှိဒေါ်ဖန်စစ်ပါဝင်လက်ရှိအာနာပိတ်မှုကို နိုင်ငံတကာရောက်စန့်ကျင်နေကြတယ်ဆိုတာကမင်းတို့ရဲ့လူမဆန်တဲ့လုပ်ရက်တွေနိုင်ငံတကာကတိဖို့အတွက်အရေးကြီးဆုံးချက်ချင်းချင်းနဲ့မင်းတို့မင်းတို့ကဘလောက်လူမဆန်ဆိုတာလုပ်ထားတဲ့ဆိုတာကိုနိုင်ငံတကာနေနဲ့မျက်ရှင်မပြတ်တိဖို့ကအရေးကြီးဆုံးပဲနော်အဲ့ဒါအရေးကြီးဆုံးအဲ့ဒါကြောင့်မင်းတို့လူရောင်းဝင်တာမဝင်ဘူးဒါပြည်လေနော်အဲ့ဒါလည်းဒီကောင်တွေကဘာလို့ဆိုတော့တိကျမြန်မာစိုးရပြောမြန်မာစိုးရအကြောင်းလမ်းပြောနေတယ် လို့ဒီဘာလည်းမဆွဲဖို့ရတယ်ဆိုတော့ရဆက်လို့မရအဲ့လိုပဲသူ့နေရပါဆွဲဖို့မရဘူးနေ့လည်းဥမာလာရှိုးလို့ကျွန်တော်ပပတော့ပြေးပါလာရှိုးပြန်တော့ပြေးပါ MND ရှိရဟုတ်လားလာစုပြန်တော့ဟဲ့လာစုပြန်တော့မရဘူးဟုတ်လားဟုတ်မိတို့လည်းတော်တော်ရီဖို့ကောင်းတယ်နော်ဟိုမိတို့လည်းဖြစ်နေတဲ့အရာကိုဒီလူတွေကမသိဘူးဘာလို့မိတို့ပြောလဲမသိဘူးနော်ငါတွေးတယ်အကောင်းရလားအကျန်ပြူလားစောစောအကျန်ပြူလည်းညာတော့သူ့ပါလေတော့သူ့ကလည်းအကျန်ပြူ ီတော့နောက်ဆုံးပြရမယ်နိုင်ငံရေးအနောက်ဆုံးပြီးတော့ဖြစ်ပြီးတော့နောက်တစ်ခုကဒီ South China Sea ကိုဒီကနေပြီးတော့ကောက်ပြီးတော့တက်တက်ကိုတမင်ဟိုတာလူကြီးရောက်ပါလားကျူတာတော့အခုချင်းပတ်သက်ပြီးတော့လူကြီးရောက်တာတော့ပြီးတော့တိုးနေမြန်မာနိုင်ငံဈာဆန်ရေးခေါက်ဆန်ရေးချက်ပြီးတော့မြင်တယ်ဘယ်လိုလဲကောင်းသောဆန်ပြည်ကသူပြောလို့တော့မဆန်ကျေကြံနေမှာအခြေအနေကိုမြင်ရမှာပါ။ဘူးလဲအခြေအနေကိုလည်းမြင်ရပါဗျာ။ဟုတ်တယ်ဗျာ။ဟောဆက်ကလည်းအေးစိမောင်းကိုမြင်ရတာ။အဲ့ဒါကို ့မှာသူရဲ့သူရဲ့ဖတ်လို့ကျွန်တော်လည်းတခါလေးပြောနေချင်တာနော်အဲ့တော့ဟောသတိကသူကဆိုရင်ဒီမဲ့သူကတော့ချို့တော့လုံးဝမလုပ်တော့ဘူးလို့ဟာတယောက်ကတော့သတိရှိရှိတော့သတိသူ့ကိုလက်ချိပြရတာဒါမှသူ့ကိုလက်ချိလက်ချိရှိရှိဒီပုံဖဲတကယ်ကောဒီမဲ့နောက်ကသူကမြောက်ပေးနေတယ်တော့မသိဘူးလားဟာတော်တော်လေးတော့ဟာကျော်မျိုးပြီသူအမေလေးကွာသူအမေမီးမေကိုများတော့တယ်အဲ့တော့မီးမေကိုငါဟိုတယ်မှာခေါ်ပြီးတော့နှဲကျုံးနေတယ်ကွာဟမ်မနက် morning breakfast ဟမ် ကိုဝေးကိုချောတယ်မလို့ဟိုတယ်ဝင်နေတယ်ဆော်ခိုင်းတယ်မိမိနဲ့လက်ခံနိုင်လားဟမ်လက်ခံနိုင်လားကြော်မျိုးမြေမေကိုမနော်နော်မိမိရားရှိတယ်ကနာအတင်းကျုံးနေတယ်ဟာမိမိမှာအလုပ်မနေအောင်လေကွာမိမိမှာအလုပ်လုပ်တာတိကျပြင်းစကားလေးလေဟိုတယ်မှာအတော့လားထားမယ်မိမိလက်ခံနိုင်လားစောင့်တဲ့နေရှိတဲ့ကောင်ကိုပြောလေကွာမင်းကငါဘာအောင်လဲကွာတော့ဟမ်မင်းညာမိမိမရောမိမိနဲ့ကြည့်အောင်မိမိရားရှိမှာပဲအဲ့လိုလုပ်မယ်မိမိလက်ခံနိုင်လားမင်းတို့အဲ့လိုရိုင်းရိုင်းပြောမှာ တိတာမတိဟာကိုစီကမင်းတို့ဘောမရှိတဲ့ငစီကမရိုင်းတာဘာဖြစ်လဲတန်တန်တန်ရဖေးရတိလားမရိုင်းတာကိုကိုစီမိုက်မရိုင်းဘူးဒါပေမဲ့ကိုစီကတန်တန်တန်ရတော့ပြန်ပြီးနော်အခုဘောမတွေထဲမှာမင်းတို့ပြည်ရင်းကမင်းတို့အောက်တန်းသား၄၅ပေါင်ငါပြောတဲ့ပုံစံနဲ့ပြီပကဘောမတွေငါပြောတဲ့ပုံစံပါကွာကြီးနော်ပြီပကဘောမတွေငါရိုင်းရိုင်းတန်းတန်းပြောတာမြင်မှုလားဘာဖြစ်လို့လဲပြီပကဘောမတွေသူတို့ဘောမတွေဆိုရင်မင်းတို့လိုအောက်တန်းကြောက် နော်သူတို့စစ်တပ်ကိုထောက်ခံတယ်မှန်တယ်ဒါပေမဲ့မင်းတို့တို့ရုပ်မပဲ့ရုပ်မညံ့ဘူးအဲ့ဒီလိုသူတို့ကိုကိုနဲ့ရန်သူဖြစ်နေတယ်တစ်ဖက်အချမ်းကလူဖြစ်နေတယ်ခဲ့နော်ဂါရဝတရားထားပေးတယ်ငါတို့မင်းတို့ကောင်မျိုးတွေကိုငါတို့ဂါရဝတရားထားပေးဆိုလမ်းလေးအိတ်တွေဖွင့်ရတာငါထိုင်ချိုးနေတယ်တိရစ္ဆာန်တို့ရဲ့ ဲဒါကတော့ကိုစီရဲ့ဗီဒီယိုဖြစ်ပါရနော်အဲ့တော့ကျွန်မင်းကတော့အခုဆိုရင်အမေစုရဲ့သားကအမေစုရဲ့အချက်မကြီးကိုစိုးရင်လို့ပေါ့နော်ဒီလိုမျိုးတရုတ်ပြည်ကိုသွားပြီးမှအမေစုကိုလွတ်ပေးဖို့ပေါ့နော်သွားပြောတဲ့ကိစ္စကိုဒုဘကလောင်းနေတာဖြစ်ပါရနော်အဲ့တော့ကိုရဲ့အမေရင်းတယောက်နေမကောင်းတဲ့တရင်လဲကြားထားတယ်ဒီတော့အသက်အရွယ်ကြီးကြီးနဲ့ဖန်းခံထားရတယ်အဲ့တော့ဘေးစီဘေးရောက်မှမသိတဲ့သားတယောက်အနေနဲ့ပေါ့နော်ဒီလိုပြောပြောပိုင်ခွင့်အများကြီးရှိပါရနော်ဒါတော့မှဟိုတကယ်ပြောမယ်ဆိုရင် အာနဲတော့နဲသေးတယ်ဗောနဒီထက်မကအများကြီးလောက်အောင်ဗောနအခုတရုတ်ပြည်ကိုပြောလို့တို့ကမခံနိုင်ဘူးဖြစ်နေတော့တို့ရဲ့အပတ်တို့လေးစားနေတို့ကိုးကွယ်နေတဲ့ဒီတရုတ်က အော်တခုခုသူတို့ဘုတ်အထင်မြင်လွဲသွားမှာဆိုလို့ပေါ့နော်အဲ့တော့ဘာပဲပြောကြက်ဖက်မင်းအောင်လည်းဖက်မှာកောင်နေရတော့စကားပြောရင်အစင်ချင်းမရှိဘူးနော်ပြောတာတော်တော်ကြီးကိုဟိုမိုက်ရိုင်းနေပေါ့နော်ကိုစီကစကားလုံးနေတာမိုက်ရိုင်းတာဒုကောင်နေကြတော့စကားလုံးမိုက်ရိုင်းတာထက်ပိုဆိုးတယ်နော်လှုပ်တဲ့လူတွေရဲ့ဘောကလူတွေရဲ့အကျင့်စာရေးတက်ပြီးပြက်စီအောင်လုပ်နေဖြစ်ပါတယ်နော်အဲ့တော့ဘာပဲပြောခုချိန်မှာအများမ်းပဲဒီကြက်ဖက်မင်းအောင်လည်းဘက်ကកောင်နေဘောမာတွေပြောသမျှအတိုင်းကိုပြန်လဲកောင်တာပြန်ပြောပြီးမှပေါ့နော်ပြန်ပြောပြီးနေတယ်ကိုကိုစီလည်းထူးပဲကျေးဇူးတင် ဟုတ်ကဲ့ဒီညတော့သတင်းပြီးတော့ဒီလောက်ပါပဲเนาะစာဆုပ်ကြည့်ပေးကြရမျိုးပြီးတော့ဆန်ထုပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချသခြင်းကိုယ်ကြီးချမ်းမှချင်းနဲ့ပြည့်စုံပြီးတော့ကြံဖက်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးရင်ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ